ီနေ့တော့ပဲကြီးအလွယ်နှစ်တဲ့နည်းလေးကိုပြောပြပေးပါမယ်။ပဲကြီးနှစ်ကြိုက်တဲ့သူတွေရှိလား။ပဲကြီးကိုအရင်ဆုံးအခွန်ခွာပြီးတော့ရေဆေးပြီးတော့စစ်ထားပါမယ်။ချက်သွန်ဒီများများလေးကိုစီချက်ချက်ထားပါမယ်ပေါ့နော်။ချက်သွန်ဒီကြော်လေးကိုပြန်သုံးမှမဟုတ်လို့ပါ။ချက်သွန်ဒီကြော်လေးကိုဒီလိုမျိုးရဲရဲလေးဖြစ်တဲ့ဒီကြော်ပြီးတော့ဆဲထားပါမယ်။ပြီးရင်ကြော်ထားတဲ့ထဲကစီကိုနှစ်စွန်းလောက်ယူပြီးတော့ထည့်မယ်ပေါ့နော်။ ပြီးရင်ပဲကြီးလေးတွေထည့်ပြီးတော့ခဏလောက်နှိမ့်ပေးပါမယ်။ဒီလိုမျိုးမကတ်ဦးသုံးရင်စီနည်းနည်းလေးနဲ့ပဲကြီးကိုကျော်လို့ရတယ်နော်။ပြီးရင်ရေထည့်ပါမယ်။ရေကိုတော့လေတစ်ခွက်စီထည့်လိုက်၊နူးမနူးချိန်လိုက်နောက်တစ်ခွက်ထည့်လိုက်အဲ့လိုမျိုးပုံစံမျိုးနဲ့ထည့်သွားပါမယ်။အဲ့ဒါမှပဲကြီးကအလုံးမပြတ်ဘဲနဲ့ကိုလိုချင်တဲ့အနူးအမိထားကိုရောက်အောင်ချက်သွားပါမယ်။ ပြီးရင်အရသာအတွက်စားရဲငါးသားမှုရင်နည်းနည်းထည့်ပါမယ်။ပဲကြီးကနူးနေပြီဆိုရင်ဇုံးနဲ့ဝေတဲ့အခါမှာပဲကြီးကပုံပြတ်တက်တယ်ပေါ့နော်။ကြေဝါတက်တယ်ပေါ့။အဲ့တော့မကြေအောင်လို့မျိုးဇုံးနဲ့ခပ်ဖွားဖွားလေးလုပ်မယ်။ပြီးရင်အိုးအိုးလှုပ်လှုပ်ပြီးတော့မှုပေးပါမယ်။ဒါကတော့ချီလီတို့ကတော်တော်နူးလေးလှုပ်ထားပါပေါ့နော်။ကိုကြိုက်တဲ့အနေထားအနူးအနေထားရပြီဆိုရင်စက်သွန်ကြီးကြော်ထားတာလေးထည့်မယ်။စက်သွန်ကြီးစီချက်လေးထည့်မယ်ပေါ့နော်။ ချီလီရောအပဲကြီးကိုနူးနူးအီအီလေးကိုလည်းကြိုက်တယ်ပြီးတော့အလုံးမပြတ်တာကိုလည်းကြိုက်တဲ့အတွက်ကြောင့်ဒီလိုမျိုးဂီယူတစ်ဆိုင်နဲ့မှွေပေးရပါတယ်ပြီးတော့ခတ်တဲ့အခါမှာလည်းဂီယူဆိုင်ပြီးတော့ခတ်ပေးပါတော့အဲဒါဆိုအမြင်လဲလာတဲ့အီအီလေးနဲ့အရင်လဲစားကောင်းပါတယ်ပြီးရင်ကျက်သွန်ဒီကျော်လေးရဲ့စီကျက်လေးရဲ့စမ်းပြီးပြီဆိုရင်တော့အရသာရှိတဲ့နူးနူးအီအီပဲကြီးနှစ်တစ်ခွက်ရပါပြီ